WCS system လို့ခေါ်ရနော်ဘယ်လိုခေါ်မလဲ wall coordinate system သူကကျတော့ဒီမှာ view queue ကနေပြီးတော့ကျွန်တော်သွားဖော်ရတာပေါ့နော်ဒါလေးပိတ်လိုက်မရှိတော့ဘူးကိုကြည့်ကျင်တဲ့ view တန်း drawing ဆွဲဖို့အတွက်ဒီကောင်လေးကနေလိုက်ပြီးချင်းရတာပေါ့နော်သူ့မှာဆိုလို့ရှိရင်ဒါကဒုတိယ view ကမလို့ top view နဲ့မြင်ရတာဖြစ်ပြီးတော့ channel north east south west နော် 3D view ဆိုလို့ရှိရင်တော့သူ့အတူ view တွေကအများကြီးပြောင်းသွားမယ်ကျွန်တော်တို့ဒီဟာလေးတွေ ပေါ့ကျွန်တော် left view front view စသဖြင့်အများကြီးကျွန်တော်တို့သွားနိုင်တယ်เนาะဒီဟာလေးတွေသူ front view ကနေကြည့်ပြီးတော့ကျွန်တော်တို့ drawing ဆွဲခြင်းနဲ့ဆိုလို့ရှိရင်လည်း front view left view ကနေကြည့်ပြီး drawing ဆွဲခြင်း left view ပေါ့เนาะဒါမျိုးလေးကျွန်တော်သုံးတာပုံမှန်တော့ကျွန်တော် top view မှာပဲရှိမှာเนาะ status bar status bar ကကျတော့ကျွန်တော်တို့တွေပုံမှန်အဖြစ်ကျွန်တော်တို့ comment တွေသုံးတဲ့အခါမှာပေါ့ဆွဲတာ 2D view မှာသုံးမယ်ပေါ့ဒါလေးတွေအတွက် drawing line ဆွဲတဲ့ comment လေးတွေဒီမှာပေါ့ drawing line ဆွဲလိုက်တဲ့ဟာလေးတော့ထိမ့်မိတဲ့ဟာလေးပေါ့နော် auto ရှိမယ် polar ရှိမယ်နော်ဒီ x y direction အတိုင်းကျွန်တော်ထိမ့်မို့အတွက် auto mode နော်ဒီကောင်လေးဒါလေးတခုရှိမယ်နော်တို့တော့ဖွင့်ထားပေးစင်းတယ်2010လို့ version နေမှာဆိုလို့ရှိရင်တော့ဒီကောင်တချို့ဟာလေးကဆက်ဆက်လာရင်ဒီဘက်ချမ်းလေးမှာ icon လေးနဲ့ပြမယ်ဒါပေမဲ့ icon နဲ့မပြလို့ तू က icon နဲ့ပြနေ icon နဲ့မလိုချင်စာနဲ့လိုချင်တယ်ဆိုတော့အဲ့ညာလေးကို right click ထောက်ပြီးတော့ကျွန်တော်တို့ ချင်းချိုင်ကုန်ကနေပြီးတော့ကျွန်တော်တွားပြီးတော့စာကိုပြောင်းလုပ်လို့ရအောင်เนาะအဲ့ခါကျစာလေးပြောင်းလာလိုက်မယ်ဒါเนาะဒီဟာ drawing ဆွဲတဲ့အပိုင်းမှာကျွန်တော်ညှိပေးတဲ့ထိမ့်ပေးတဲ့အပိုင်းလေးပေါ့ဒီဟာလေးက status bar ကျတော့เนาะဒါဆိုလို့ရှိရင်ကျွန်တော် grid line တွေ2014 note လောက်ကနေစရင်ပေါ့เนาะအဲ့ဒီမှာပါမဲ့ဟာလေးကဒီလိုမျိုး grid line လေးနဲ့ကျွန်တော်ပြတာအဲ့ဒါလေးတွေကျွန်တော်မပေါ်ချင်ဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့ကသွားပိတ်ထားလို့ရတယ်တန်းမှာတော့ကျွန်တော်မပါဘူးပေါ့เนาะဒီဟာ grid mode ဒီကောင်လေးကိုသွားပိတ်ထားလို့ရတယ်ဒါ โอเคဒါလေးတစ်ခုရှိမယ်เนาะ status bar